မင်္ဂလာညကျန်းမာရှင်ခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါပထမဦးစွာပြည်အောင်စွလွတ်တော်ကိုစားပြုကော်မတီ CRPH ခေါင်းဆောင်များနဲ့အမျိုးသားညီညွတ်ရေးအတိုင်းအမြခံကောင်စီ NUCC ကောင်စီဝင်များတွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ခေါင်းဆောင်များနှင့်အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင်များ၏တွဲဆောင်ညှိနှိုင်းမှုအစည်းအဝေးတစ်ရက်ကို2025ခုနှစ်မေလ16ရက်နေ့ယနေ့မနက်9:00နာရီတွင်အွန်လိုင်းမှတက်ဆင်ကျင်းပခဲ့တယ်လို့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC သတင်းပြန်ကြားရေးနှင့်လူမှုဆက်ဆံရေးအလုပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။တွဲဆောင်ညှိနှိုင်းမှုတွေတွင်ကာကြီး NUCC နှင့် JCC များအလုပ်ဖွဲ့များ၏ပုံမှန်အစည်းအဝေးများတွင် CRPH ပြန်လည်ပါဝင်နိုင်ရေးကိစ္စရပ် ခါခွေတတိယကျင်းပြည်သူညီလာခံတွင် CRPH အနေဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရဲ့ကငယ်1982ခုနှစ်နိုင်ငံသားဖြစ်မှုဥပဒေဖျက်သိမ်းနိုင်ရေးကိစ္စရဲ့များနှင့်ပတ်သက်၍ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပါသည်ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ခေါင်းဆောင်များနှင့်အမျိုးသားညညရေးတိုင်းပင်ခံကောင်စီ NUCC ကောင်စီဝင်များ CRPH ခေါင်းဆောင်များဘက်မှ1982ခုနှစ် ဖြစ်မှုဥပဒေနဲ့ပတ်သက်၍အဆိုပါဥပဒေကိုဖျက်သိမ်းပြီးပါကအစားထိုးဥပဒေမရှိသေးသည့်အတွက်အဆိုပါအစားထိုးမည်နိုင်ငံသားဖြစ်ခြင်းဥပဒေအတွက်လက်ရှိ Virtual Democracy အခြေခံမှုများ၏ဖြစ်ပေါ်တိုးတက်မှုအခြေအနေကိုလေ့လာသုံးသပ်နေကြောင်းဆွေးနွေးခဲ့ပြီး CRPHE NUCC အတွင်ပါဝင်မှုကိုမြှင့်တင်နိုင်ရေးအတွက် NUCC ဘက်မှတိုက်တွန်းခဲ့ပါသည် ပြီးနောက်မှာတော့တတိယကျင်းပြည်သူညီလာခံနှင့်ပတ်သက်တဲ့သဘောထားများကိုအပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီးထပ်မံတွေးဆမှုများကိုလူတွေတွေးဆဆွေးနွေးညှိနှိုင်းသဘောတူညီချက်ရရှိခဲ့ပြီးနောက်တွင်ယနေ့တွေးဆညှိနှိုင်းမှုအစည်းအဝေးကိုနေ့လယ်၁၇မိနစ်ကတည်းကအောင်မြင်စွာရနာခဲ့ပါတယ်ရှင်။အခုဆက်လက်ပြီးတော့မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင်ဘတ်ဂျက်ငွေလျော့နေသည်ဟုအကြောင်းပြကအကျဉ်းသားများကိုအစားအသောက်များလျှော့၍ဖြစ်တယ်လို့ကြေညာနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင်ဘတ်ဂျက်ငွေလျော့နေသည့်အကြောင်းပြကအကျဉ်းသားများကိုအစားအသောက်များလျှော့ရဖြစ်တယ်လို့ကြေညာနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျဉ်းသားများကွန်ရက်ကသတင်းထုတ်ပြန်ပါတယ်။အကျဉ်းထောင်အများစုတွင်အကျဉ်းသားတအူအားတပတ်တာစားတောက်ရန်အတွက်ရိတ်ခါတတ်မှတ်ရာတွင်တပတ်လျင်နေညထမင်းချိန်၁၄နက်ကြေညာရာတွင်ကျဥ်ဦးတလုံးနှလမအရွယ်၅သားတုံးတုံးတုံးစုစုပေါင်း၄နက်စာကိုသာပေးပြီးကြံရက်များတွင်တမင်းနှင့်ပဲဟင်းအကြီးကိုသာအဓိကထားပြီးစားတောက်နေထိုင်ကြရတယ်လို့ဖော်ပြပါတယ်။ ချင်းမွေးတဲ့အစားအသောက်များတွင်အသားရရှိမှုပမာဏညော့နယ်လာခြင်းအာဟာရပြည့်ဝတဲ့အစားအသောက်များကိုစားသောက်ခွင့်မရရှိခြင်းတို့ကြောင့်ကိုယ်ခန္ဓာချိနေ၍ခန္ဓာကိုယ်အောက်ပိုင်းမလုံရှားနိုင်တဲ့ထောက်ခေါ်ဝတုဆွဲမှုဖြစ်ပေါ်သည့်အရေးအတွက်များပြားလာပြီးမြင်းကျန်အကျဉ်းတောင်တွင်စုစုပေါင်းလူဦးရေ15ရာခိုင်နှုန်းသည်ဒုဆွဲသည့်ဝေဒနာကိုခံစားနေရကြောင်းသိရှိရပါသည်မိထီလာအကျဉ်းတောင်တွင်နေစဉ်ကျွေးမှုတဲ့ထမင်းများသည်မာနေသည်များဖြစ်ပြီး ပြော့နေသည့်အခါတွင်လည်းအလွန်ပြော့သည့်များကိုအကျဉ်းသားများစားတောက်ကြရပြီးရံဖန်ရံခါတွင်မနက်ပိုင်းရရှိတဲ့ဆံပြုတ်များပင်သိုးနေသည့်များလည်းရှိတတ်တယ်လို့ဖော်ပြပါရယ်။အိုးဘူအကျဉ်းတောင်တွင်ကျွေးမွေးတဲ့ထမင်းများသည့်ပျော့လွန်မာလွန်သည့်များကိုအကျဉ်းသားများစားတောက်ကြရကအပတ်စဉ်တနင်္လာနေ့နှင့်ဗုဒ္ဓဘုရားနေ့တွင်ကြက်သားဟင်းကျွေးပြီးကြက်သားပရင်းနေ့နှင့်အင်္ဂါနေ့များတွင်ငါးဟင်းကျွေးတော်လဲငါးဟင်းကိုချက်ပြုတ်ထားသည်မှာအလွန်ညှိနှက်မပြောက်သဖြင့်အကျဉ်းသားများမစားနိုင်ဘဲဖြစ်နေကြတယ်လို့ဆိုပါရယ်။ ပတိန်အကျင်းတောင်ရှိကျွေးမွေးတဲ့ထမင်းများသည့်နေအပူဒဏ်ကြောင့်ရံပန်ရံကာတုံးနေသည့်များကိုသာအကျင်းသားများစားကြရကအကျင်းတောင်၌ကြက်သားနှင့်ကြက်ဥများကိုမကျွေးတော့ဘဲငါးကိုပြုတ်ပြီးတပတ်ကို၄ရက်ညနေပိုင်းများတွင်ကျွေးကကျွေးတဲ့ငါးများသည်လည်းငဒန်ကိုသာပြုတ်ထားခြင်းဖြစ်ပြီးချက်ပြုတ်ရ၌ငါးကိုတန့်ရှောင်ပြုတ်လုပ်ထားခြင်းမရှိတဲ့အတွက်စားရွေးမရအောင်ညှိကြောင်းတည်ရှိရတယ်လို့ဆိုပါရရှင်။ မြန်မာနိုင်ငံမှာကျူးလွန်တဲ့ကြီးလေးတဲ့နိုင်ငံတကာယာဆွေးမှုမျိုးစုံကိုအချက်၃ချက်နဲ့ WIWM CNIA ကဦးစားပေးစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်တဲ့သတင်းကိုတင်ဆက်ပေးပါောင်းမယ်။မြန်မာနိုင်ငံမှာကျူးလွန်တဲ့ကြီးလေးတဲ့နိုင်ငံတကာယာဆွေးမှုမျိုးစုံကိုအချက်၃ချက်နဲ့ WIWM ရန်နီယာကဦးစားပေးစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာကျူးလွန်တဲ့ကြီးလေးတဲ့နိုင်ငံတကာယာဆွေးမှုမျိုးစုံကိုရန်နီယာကစုံစမ်းစစ်ဆေးနေပါတယ်။ ဒါပေမဲ့လည်းဒီဖြစ်အများစွာကိုဘယ်လိုဦးစားပေးပြီးစုံစမ်းစစ်ဆေးတယ်လဲဆိုတာမေးစရာရှိလာပါတယ်။ရန်နီယာကရာဇဝမှုနဲ့ပြင်းအားနဲ့တရားမှုအထောက်အထားစုဆောင်းနိုင်ခြင်းရှိမရှိကျူးလွန်သူကိုဖော်ထုတ်နိုင်ခြင်းရှိမရှိစတဲ့အချက်တွေကိုကြည့်ပြီးတော့အမှုတွေကိုဦးစားပေးစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်ပါတယ်။လိင်နဲ့ဂျန်ဒါချေပြုတ်ရာဇဝမှုကလေးတွေကိုထိခိုက်တဲ့ရာဇဝမှုတွေကိုအမြဲဦးစားပေးစုံစမ်းစစ်ဆေးပါတယ်လို့ဆိုပါတယ်။ လက်ရှိမှာမေလ၁၂ရက်နေ့ကသခိုင်းတိုင်းဒေသကြီးအိုတိန်တင်ကျေးရွာရှိစာတင်ကျောင်းတစ်ကျောင်းအားစက္ကစတက်ကလေကျောင်းဖြင့်တိုက်ခိုက်မှုကိုညံ့ညင်ကြုံတွေ့ခဲ့သူဒိုက်ရိုက်သိရှိသူများအား WIWM ရန်နီးယားတန်ဆက်တွေကအထောက်ထားများမျှဝေရန်တောင်းဆိုထားပါတယ်အဆိုပါစက္ကစရဲ့လေကြောင်းတိုက်ခိုက်မှုအချက်အလက်များရှိပါက WIWM signal number +41766911208 တို့ဆက်သွယ်ရန်လဲတောင်းဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှာအမျိုးသားရုပ်အလောင်းတလောင်းထပ်မံတွေ့ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရုပ်အလောင်းတရာကျော်တွေ့ရှိထားတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအောက်မှာအမျိုးသားရုပ်အလောင်းတလောင်းထပ်မံတွေ့ရှိခဲ့ပါတယ်။မေလ၁၈ရက်မှာရန်နီယာများနဲ့အတူရုပ်အလောင်းကျန်ရှိနေသောမန္တလေးမြို့ Sky Villa အဆောက်အဦ B အဆောင်နဲ့ C အဆောင်များအားဖေရှားရှင်းလင်းခြင်းနဲ့ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ 17နာရီမိနစ်30အချိန်တွင်ပြီးဆောင်ကားပါကင်မှာကြားတူဦးရုပ်လောင်းအားထုတ်ယူနိုင်ခဲ့တယ်လို့သိရပါပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့အစိုးရဖြူဖြူကျော်သိန်းရဲ့ဂျပန်ရှိုးပွဲလက်မှတ်များ9000ကျော်ရောင်းချခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အစိုးရဖြူဖြူကျော်သိန်းရဲ့ဂျပန်ရှိုးပွဲလက်မှတ်များ9000ကျော်ရောင်းချခဲ့ရတယ်လို့သိရပါပါတယ်။မေလ25ရက်မှာကျင်းပမယ်ဂျပန်ရှိုးပွဲအတွက်အစိုးရဖြူဖြူကျော်သိန်းမှာဂျပန်နိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်မှတ်ပေါင်း9000ကျော်စုအောက်တဲ့အထိအားပေးကြတဲ့ဂျပန်ကချစ်ရတဲ့သူတွေအတွက်ပြင်ဆင်အားမွေးနေပါတယ်လို့အဆိုတော်ဖြူဖြူကျော်သိန်းကအသိပေးဆိုထားပါတယ်ဖြူဖြူရင်ဂျပန်ဖြောပြပွဲပစ္စည်းပါကပွဲများကိုကျမ်းမာရေးအရာရာရီရနာထားအောင်မယ်လို့အဆိုတော်ဖြူဖြူကျော်သိန်းကဆိုထားပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်တာကင်းနဲ့ခါရှဲတို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်